်မင်္ဂလာပါရှင်ကစ်တဲ့ຫນွေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအုပ်ဆုံးနေရီကံပြူဟာဂုံကိုအေးအေးတကယ်သိမ့်ပိုင်နိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းမင်းဘုတ်ခိုင်ငဖဲမျိုးနဲ့အမ်ဘရန်လမ်းမပေါ်ရှိစစ်ကော်မရှင်တပ်၏နေရီကံလေးချောင်းရံကောင်းကွေးစကန်ကို အာရခတတ်တော်အေကအပိသက်သိမ့်ပိုင်ရရှိပြီဖြစ်ကြောင်းဒေတာရင်းတည်ရင်းမြစ်ထံမှစုံစမ်းသိရှိရပါသည်အဆိုပါနေရီကံပြူဟာဂုံကို2025ခုနှစ်ဖေဖော်ဝါရီလမှစ၍အာရခတတ်တော်အေနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ2025ခုနှစ်အောက်တိုဘာ14ရက်ယနေ့မှသိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်ပါသည်ဒီညနေတောင်ကုန်းကိုရှာသွားပြီးစစ်ကော်မရှင်တပ်ဘက်ကတောင်အောက်ကပြန်ထိုးနေပါသည်စစ်ကူလာတာနဲ့တိုက်ပွဲကတော့ဖြစ်နေသေးပါဖန်စီရမိတာတွေနဲ့ သိမ်းဆည်းရမိတာတွေကိုတော့အတိအကျမသိရသေးပါဘူးဟုဒေတာရင်းသတင်းရှင်းမြစ်ကပြောပါရယ် နိုင်ရီကန်လေးချောင်းရဲ့ကာကွယ်ရေးဗျူဟာကုန်းအနီမှာဖိုက်တာကုန်းကိုအရခတက်တော်အီက2025ခုနှစ်အောက်တိုဘာ9ရက်မှာတင်ပိုင်ခဲ့ပြီးနောက်9ရက်အကြာမှာဗျူဟာကုန်းတစ်ခုလုံးကိုတင်ပိုင်ရရှိခဲ့ပါတယ်ပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာ17ရက်နဲ့12ရက်မှာလည်းစစ်ကောင်မရှင်တပ်ကအဆိုပါနိုင်ရီကန်ဗျူဟာကုန်းကိုလေးချောင်းအုံပြု၍လက်နက်ခဲယံများလာရောက်ချပေးကြောင်းသိရပါတယ်တိုက်ပွဲဖြစ်နေတဲ့ကာလအတွင်းစစ်ကောင်မရှင်ဘက်ကလေးချောင်းသုံးနာများပါတယ်နိုင်ရီကန်စကန်ကမကွေးဘက်ရောရခိုင်ဘက် က်အတွက်ရောအရေးပါတယ်စစ်ကောင်မရှင်ကအန်ကိုဝင်နိုင်ဖို့စူးစမ်းနေသေးတာဟုစင်ရေးတရေရင်းမြစ်တို့ကဆိုပါတယ် အရခတ်တော်အေးသိမ့်ပိုင်ခဲတဲ့နိုင်ရကံပြူဟာကုန်းမှာစစ်ကောမရှင်တပ်၏လေးချောင်းရဲကာကွယ်ရေးအတွက်အထူးကြားသည့်ဖြင့်စီရေးရှာအရေးပါသည့်စကန်တစ်ခုဖြစ်ပါသည်။အရခတ်တော်အေးအနေဖြင့်ရခိုင်ပြည်တွင်းရှိမြို့နယ်၁၈ခုအနက်၁၄မြို့နယ်ကိုသိမ့်ပိုက်ထားပြီးနောက်ရခိုင်ရိုးမခြေရှိမကွေးတိုင်းတွင်မှကားပါစ၁၄ပဲခူးတိုင်းတွင်မှကားပါစ၆နဲ့ AR တိုင်းတွင်ရှိရေချီမြို့နယ်မှအမြောက်တပ်ကိုလည်းဆက်လက်သိမ့်ပိုက်ရန်ထိုးစစ်ဆင်လျက်ရှိကြောင်းသိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နထိုးကြီးမှာရက်20ကြာကြာတိုက်ပွဲတွေဆက်ဖြစ်နေပြီး PDF စခန်းတစ်ခုကျထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်တောင်ကျမ်းမှာရက်20ကြာကြာတိုက်ပွဲဖြစ်နေပြီး PDF စခန်းတစ်ခုတင်ခံထားရတယ်လို့ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံကသိရပါတယ်စက်တင်ဘာလနောက်ဆုံးပတ်ကစပြီးစစ်ကော်မရှင်တပ်နဲ့မြင်းချန်ခရိုင်ပြူစောတီကောင်းဆောင်တီရာယူမော်လတ်အောင်ပြူစောတီတပ်ဖွဲ့ပူးပေါင်းအင်အား200ကျော်ဟာနထိုးကြီးမြို့နယ်တောင်ဘက်ကိုစစ်ကြောင်းထိုးလာရာကစတင်တိုက်ပွဲဖြစ်ခဲ့ပြီးအောက်တိုဘာ23ရက်ရမန်နေ့အထိစီဝင်တထေကုံမနိုင်တာအင်ဂျီရောကြီးရွာတွေအနီးမှာနေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ဆိုပါတယ်တိုက်ပွဲတွေအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံးများနေပြီးအသေးစိတ်အခြေအနေတွေကိုတော့တပ်ဆိုင်ရာတပ်ဖွဲ့တွေဘက်ကသတင်းထုတ်ပြန်မှဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်ရှင်တပ်ကတိုက်ပွဲဖြစ်ပွားနေတဲ့တထေကုံစီပင်အင်ဂျီတော်ရွာသားအေးမကြီးကုံချင်းရွာတွေတဝိုက်ကို တိုက်လေရင်ဝိုင်းတွဲလေရင်ပါရာမော်တာစက်တက်လေတွေ MI-35 တိုက်ခတ်ရေးဟဲ့ရင်နေနေနေ့စဉ်ဒီပါဘုံကျဲပြစ်ခတ်နေပါတယ်အောက်တိုဘာ14ရက် အဲ့ဒီစစ်ကောင်မရှင်စစ်ကြောင်းဟာစီပင်ချင်းရွာတွင်တက်ဆွဲပြီးစစ်ကျက်စစ်ကြောင်းတက်ဆွဲနေတဲ့စီပင်ချင်းရွာတဝိုက်ကိုစစ်ကောင်မရှင်တပ်ကလေးချောင်းကနေအများဆုံးဘုံကျဲပစ်ကူပေးတိုက်ခိုက်နေတယ်လို့သိရပါဗျ။ တိုက်ပွဲတွေနဲ့လေချောင်းပုံချိတာကြောင့်အင်ဂျင်200ကနေ300ကျားရှိတဲ့ဇီပင်တထေကုံမကြီးကန်အောင်ပန်းကုံမကြီးကုံအောင်တာရွာသားဤအင်ဂျီတော်စူးရက်ကုံဖလန်ကုံပါဝင်ချင်းရွာ15ရွာကန်ကလူရေ15000ကျော်ဟာတိုက်ပွဲတွေစတင်ဖြစ်ပွားခြင်းကလေးကစစ်ဘေးရှောင်နေကြရပြီးလက်ရှိချိန်ထိနေရမပြောင်းနိုင်သေးပေဘေးလွတ်ရာနေရာတွေမှာနေထိုင်နေရကြောင်းသိရပါဗျာ အလူရှင်နေတော့မလာဘူးအဓိကလိုအပ်တာကဆန်ဟင်းချက်ဆရာကဟိုနာအရွက်ခူးချက်ဒီနာအရွက်ခူးချက်လို့ရသေးတယ်ဆန်ကိုပဲအဓိကလိုနေတာပါစေဘေးရှောင်းတွေအတွက်ထုတ်ပေးနေတဲ့ဆန်တွေကလည်းကုန်နေပြီးပိုက်ဆံရှိရင်တော့ဝင်လို့ရတယ်စေဘေးရှောင်းတွေမှာပိုက်ဆံပါတဲ့သူရှိတယ်မပါတဲ့သူတွေရှိတယ်မပါတဲ့သူတွေကဒုက္ခရောက်နေကြတယ်ကျွန်တော်တို့ရွာမှာတွေစစ်ရှောင်းတရာကျော်ရှိတယ်လို့လက်ထိုးကြီးဒေတာကန်တူရဲ့ပြောပြချက်အရသိရပါတယ် စေဘေးရှောင်းတွေဟာဘေးလွတ်ရာခြေရွာတွေနဲ့တောတိုက်တွေမှာပုံရှောင်နေရပြီးခြေရွာတွေမှာစစ်ရှောင်နေရသူတွေအတွက်ကနေရာထိုင်ခင်းအတွက်အဆင်ပြေပေမဲ့စားတောက်ရေးအတွက်အခက်အခဲဖြစ်နေကြတယ်လို့လည်းဆိုကြောင်းသိရပါတယ်တော်တိုင်းနဲ့တောတောင်တွေမှာစစ်ရှောင်နေကြရသူတွေအတွက်အမိုးကရိတ်ခါတွေနဲ့တောက်တုံးရင်တွေအတွက်အခက်ကြုံနေကြရတယ်လို့လည်းသိရှိရပါတယ်။ အာဆီယံအနေဖြင့်မြန်မာစေအုပ်စု၏ရွေးကောက်ပွဲကိုပြပြတသားညင်းပေရန်မလေးရှားနှင့်ထိုင်းနိုင်ငံကြားဝင်ကြီးဟောင်းနှစ်ဦးနှင့်မြန်မာနိုင်ငံဆိုင်ရာထူးချန်ပေကောင်စီ SACM ကတိုက်တွန်းတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အာဆီယံအနေဖြင့်မြန်မာစေုပ်စု၏ရွေးကောက်ပွဲကိုပြည့်ပြည့်တသားညှင်းပယ်ရန်မလေးရှားနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းနှုတ်ဦးနှင့်မြန်မာနိုင်ငံဆိုင်ရာအထူးချန်ပေးကောင်စီ SACM ကယနေ့ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါရယ်အဆိုပါကြေညာချက်ကိုမလေးရှားနိုင်ငံခြားရေးဝန်ကြီးဒိုဂိုဆရီမဟာမနဲ့ ထိုင်းနိုင်ငံနိုင်ငံသား၏ဝင်ကြီးတို့ကမြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM အဖွဲ့ဝင်၃ဦးနဲ့အတူထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးယခုအောက်တိုဘာလအတွင်းမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်မယ့်၄၈ကျင်းမြောက် ASEAN ထိပ်သီးအစည်းအဝေးမှာစေယုတ်စု၏အထူးရောင်ရွေးကောက်ပွဲကိုပြည့်ပြည့်တသားညင်းပယ်ရန်မြန်မာနိုင်ငံပေါ်မဟာဗျူဟာများပြန်လည်တုံ့သက်တက်မှတ်ရန်တောင်းဆိုလိုက်ခြင်းဖြစ်ပါသည်။ အော်တိုမာ9ရက်နေ့မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟဆန်၏နေပြည်တော်ခီးစဉ်တွင်မြန်မာနိုင်ငံတွင်ကျင်းပမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍လွတ်လပ်တရားမျှတမှုပွင့်လင်းမြင်သာမှုနှင့်ယုံကြည်စိတ်ချရသောလုပ်ငန်းစဉ်များအတွက်အနိုင်ဆုံးစံနှုန်းများကိုချမှတ်ခဲ့ပြီးနိုင်ငံတော်ကျင်းပတဲ့ကြောင်းနိုင်ငံရေးပါတီများအားလုံးကပါဝင်ဆောင်ရွက်တဲ့ကြောင်းစေယုစုကိုတိုက်တွန်းခဲ့ပါသည်။ မလေးရှားနိုင်ငံခြားဝင်ကြီးထုတ်ဖော်ပြောဆိုခဲ့သောစံသတ်မှတ်ချက်များနဲ့ဇေယုစုကဒီဇင်ဘာ28ရက်နေ့တွင်စတင်ရန်စီစဉ်ထားသောရွေးကောက်ပွဲကမကိုက်ညီသဖြင့်အာဆီယံကဇေယုစု၏ရွေးကောက်ပွဲကိုပြက်ပြက်သားသားပိတ်ချရမည်ဖြစ်ကြောင်းအကယ်၍အာဆီယံဇေယုစု၏ရွေးကောက်ပွဲကိုမပိတ်ချလျင်မြန်မာပြည်သူများပေါ်တစ်ဆာဖောက်လိုက်ခြင်းဖြစ်ပြီးဒေသတွင်မှရက်ဆက်ကြမ်းကြုတ်သောဆရာနာရှင်ကိုဆုချခြင်းဖြစ်လိမ့်မည်ဟုတရိပ်ပေးပါသည် ဆေယုစုကမလေးရှားနိုင်ငံခြားရေးဝန်ကြီးခီးစင်ကိုလိန်လယ်ဝါရဖြန့်ခဲ့ပြီးအာဆီယံကမြန်မာနိုင်ငံသို့ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များဆင်းလွမည်ဟုကြေပြုခဲ့သည့်ဝါရဖြန့်ပြန်ပြောင်းတင်းတင်းလိန်လယ်ခြင်းမှာတရားဝင်မှုရရှိရေးကြိုးပမ်းမှုတရက်ဖြစ်ကြောင်းထောက်ပြထားပါသည်။ မြန်မာစေယုံစုကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်ခဲ့မှုမှာအာဆီယံ၏ကြာရှုံးမှုဖြင့်ဝန်ခံရမည်ဖြစ်ပြီးဒေတာရင်းနိုင်ငံများအကြားနိုင်ငံဖြတ်ကျော်ရာဆုံးမှုများတိုးပွားလာစေခြင်းအဖွဲ့ဝင်နိုင်ငံများအကြားအနာဂတ်ဆင်အာနာသိမ်းမှုဖြစ်လာစေရန်ခွင့်ပြုစေတဲ့ကဲ့သို့ဖြစ်ခြင်းတည်သူထောင်ချီတက်ပြတ်ခြင်းကိုလစ်လူရှုခြင်းနဲ့အာဆီယံ၏ဖြင့်မိမိအဖွဲ့တွင်အရေးကြီးသော ဆုံးဖြတ်မှုများကိုဥဆောင်ထိန်ချုပ်ရန် အင်အားနဲ့ဩစာမရှိတော့ခြင်းများဖြစ်ပေါ်စေကြောင်းထောက်ပြထားပါတယ်။အာနာသိန်းအုတ်ချုပ်ရည်အကျန်းဖတ်မှုများအမြင့်ဆုံးဆင့်ကိုရောက်ရှိလာချိန်မှာအထူးရောက်ရွေးကောက်ပွဲမှာလည်းနီးကပ်လာနေသောကြောင့် အာဆီယံအဖွဲ့အစည်းဖြင့်လှုပ်ဆောင်နိုင်သည့်နောက်ဆုံးအခွင့်အရေးတစ်ခုပဲကြန့်ရှိတော့ကြောင်းပထမဦးစွာအာဆီယံသည်စစ်တပ်၏အထူးရောက်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းပြက်ပြက်သားသားရှင်းရှင်းလင်းလင်းပြောကြားသင့်ပြီး၎င်းတွင်ပါဝင်ပတ်သက်ခြင်းမရှိရနှင့်ရွေးကောက်ပွဲရလဒ်ကိုပေးချရမည်ဖြစ်ကြောင်းစစ်မှန်ပြီးအလုံးပါဝင်နိုင်သောငြိမ်းချမ်းရေးသဘောတူညီချက်ကိုရရှိရန်နိုင်ငံ၏အကျဉ်းသားများအလုံးလှုပ်ပေးရန်တရားဝင်နိုင်ငံရေးပါတီများပါဝင်နိုင်ရန်တိုက်ပွဲများရပ်ဆိုင်ရန်နိုင်ငံတကာစောင့်ကြည့်လေ့လာရေးဖွဲ့များ လာရောက်နိုင်မှသာလျင်စစ်မှန်ပြီးယုံကြည်စိတ်ချရသောတနိုင်ငံလုံးအတိုင်းအတာဖြင့်ရေကောက်ပွဲများကိုမြန်မာနိုင်ငံတွင်ကျင်းပရန်ဖြစ်ကြောင်းထောက်ပြထားပါသည်ထို့ပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုမြန်မာစစ်တပ်ကအကောင့်ထဲမပေါ်ရန်နဲ့မြန်မာစစ်တပ်ကိုရှုံချမှုမှကင်းလွတ်ခွင့်မပေးရန်တင်းကြပ်ရမည်ဖြစ်ကြောင်းစစ်တပ်ကိုယ်စားလှယ်များနဲ့စစ်တပ်ကောင်ဆောင်များကိုအာဆီယံစည်းဝေးတိုင်းမှာပိတ်ပင်မှုများတိုးချဲ့ရန်လည်းတိုက်တွန်းထားပါသည် တတိယအနေဖြင့်အာဆီယံကမြန်မာနိုင်ငံပေါ်ရှင်းလင်းပြတ်သားသော နောက်ဆုံးဂိမ်းဖြစ်သည့်မဟာဗျူဟာတတိယကိုစတင်ရန်58ချိန်မြောက်ထိပ်သီးစည်းဝေးကိုအသုံးပြုရမည်ဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနှင့်အနာဂတ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်တို့ကအာဆီယံအထူးတန်တမန် အတူအာဆီယံ၏အရေးယူဆောင်ရွက်မှုများပါဝင်တဲ့မူဝါဒများကိုချမှတ်ရမည်ဖြစ်ကြောင်းတိုက်တွန်းထားပါရီအထူးသဖြင့်လေးချောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နိုင်ငံ၏အကျဉ်းသားများအလုံးချက်ချင်းပြန်လွတ်ပေးရေးအာဆီယံနှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကထောက်ခံအားပေးပြီးတိုင်းနိုင်ငံလုံးအပြစ်ခတ်ရစေးမှုကိုနိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများမှစောင့်ကြည့်နေသည့်တိုက်ခိုက်မှုအလုံးကိုချက်ချင်းရပ်နိုင်ရန်တပ်မတော်ရေးရာကြိုးပမ်းမှုများကိုအရှိန်မြှင့်ဆောင်ရွက်ရန်တို့ပါဝင်ကြောင်းသိရပါရီ